မင်္ဂလာပါဒီချက်တီနာဖြစ်ပါတယ်ဒီချက်တီနေ့သင်မှာ grade 12 math year chapter 2 exercise 2.1လေးကိုတွေ့ပါမယ်အဲ့တော့ example တွေကတော့အရှင်းမှာအားလုံးသင်ပြီးသွားပြီเนาะ example 7အထိကိုတောင်လျှောက်သင်ထားပြီးဖြစ်တယ်ကဲအဲ့ဒါဆိုရင်အခုတချို့တို့သူ့ကိုကြည့်မယ်ဆိုတော့တချို့တို့ notes ပေးထားတဲ့အတိုင်းလေးကိုပြန်နှွေးရအောင် mathematical intention ကိုသုံးမယ်ဆိုရင်တချို့ရဲ့အတွက်နီးဒီ number 1ကပါလဲ number 1က statement ကို pn ထား number 2က p1 မှန်ကြောင်းပြ နော် statement ကို be enter ပြီးရင်ဘာဖြစ်ကြောင်းပြ b1 မှန်ကြောင်းပြဆိုတာကဘာအတွက်ဖြစ်သွားမလဲ n equal to 1အတွက်ပေါ့နော် b1 မှန်ကြောင်းပြပြီးရင် bk မှန်တယ်လို့ user bk+1 မှန်ကြောင်းပြနော်အဲ့တစ်ခေါက်ပြန်ပြောမယ်နော် statement ကို be enter b1 မှန်ကြောင်းပြ bk မှန်တယ် user bk PK+1 မှန်ကြောင်းပြအတိတ်ပဲကတော့တချို့ P1 တို့ K တို့ K+1 တို့ဒီဘယ်နေရာမှာပြောင်းသွားတာလဲ A နေရာမှာပြောင်းသွားတာဖြစ်တဲ့အတွက် N equal to 1ဆိုရင် P1 N equal to K ဆို PK N equal to K+1 ဆိုရင် PK+1 ဖြစ်သွားတာเนาะအဲ့ဒီတဘောတရားလေးနားလည်ရမယ်အဲ့တော့ဒီ mathematical intention မှာကကလေးတို့ကဒီ apostrophe တွေရပြီးတော့ကလေးတိုင်းကလာလာပြောကြတယ် အောက်ကတွက်နီးနေရတွေကိုကနန်းရှင်းတဲ့အခါမရဘူးတဲ့အဲ့တော့ကနန်းရှင်းတာလေးကျွမ်းကျင်ဖို့လိုတာတချို့ကเนาะအဲ့ဆိုရင် sequence and series နဲ့တွက်တဲ့ဟာလေးတွေเนาะအဲ့ဒါဆိုရင် grade 11ရဲ့ sequence and series တွက်ခဲ့တာတို့เนาะ ြီးရင်ဒီချက်ရို less than greater than in equation ရှင်းနီးတို့အဲပြီးရင်ပိုင်းချီညှိတာလေးတွေဘုံထုတ်တာလေးတွေနော်အဲတူတာစုတာလေးတွေဝင်မြောက်တာလေးတွေအဲ့ဒါလေးတွေကျွမ်းကျင်ရင်ကလေးတို့ကအဲ့ဒီအခြေခံ mathematical maths ရဲ့အခြေခံသဘောတရားကဏ္ဍရှင်းနီးလေးတွေကျွမ်းကျင်ရပါတယ်နော်ကြောက်ဟုတ်ပြီအဲ့ဒါဆိုဒီစစတွတ်တော့မယ် အရင်ဆုံးတစ်ချက်လို့ပါလို့မှာလဲထားမယ်เนาะထားမယ်ဆိုတော့ပေးထားတဲ့ statement ကိုထားဆိုတော့ let ပေါ့เนาะ let ထားသည်ဘယ်သူထားမှာလဲ pn လို့ထားမှာဘယ်သူကိုလဲ pn denote denote ဆိုပါလဲတတ်မှတ်သည်เนาะ pn ကိုတတ်မှတ်လိုက်မယ် the statement pn denote the statement ဆိုကြမှာပါရေးမှာလဲ ပေးထားတာလေးပြန်ကူးမယ်1 3 3 square 3 power n 1 equal to 3 power n minus 1 by 2ဆိုတဲ့ statement လေးကို pn ထားခဲ့တယ်။ဒါကြောင့်မလို့အဒီ statement တစ်ခုလုံးဒီ pn ဖြစ်သွားပြီ။အဲ့တော့အောက်မှာရေးမဲ့စာရီ the statement လို့ပဲရေးရေး pn လို့ပဲရေးရေးအတူတူပဲဖြစ်သွားပြီပေါ့နော်။အဲ့ဆိုတော့ ထား BB ဆိုတော့နံပါတ် BB နံပါတ်2က P1 မှန်ကြောင်းပြားဆိုတော့ for n equal to 1အတွက်ပေါ့နော်ခုနပြောပြီနော် for n equal to 1အတွက် p1 မှန်ကြောင်းပြရဆိုတော့ကျတို့ left side နဲ့ right side နဲ့ညီကြောင်းပြမှာ ဖြစ်တဲ့အတွက် left hand side နော်အဲ့တော့ left hand side ဒီဒီချက်အရှိမှာတော့ example မှာတင်ပြီးသွားပြီနော်ဒါ sequence and series ရဲ့တုံးပြီးတော့မှဒါ first term last term နဲ့ရှင်းလိုက်ရင် အဖြည့်ဒီအတူတူပဲထွက်တယ်နော်အဖြည့်ဒီအတူတူပဲထွက်တယ်ဆိုတော့အခုတီချာတို့ n ကိုဘာလာထည့်ရမှာလဲ1လာထည့်ရမှာဒါဆို3 power n minus 1ဆိုတော့1 minus 1ဆို0မှလာနော် 3 power 1 minus 1ဆို3 power 0 power 0ဆို1အဲ့တော့အဲ့ဒီနောက်ဆုံးဂိမ်းလေး1နဲ့ရှေ့ဆုံးဂိမ်း1 2ရင်ဒီစရွတ်ဒီဂိမ်းကဏ္ဍကြီးကိုမပေါင်းပြတော့ရင်ရတယ်အဖြေတန်း1လို့တန်းရည်လို့ရတယ်လို့ပြောခဲ့ပြီးဒါကို series နဲ့ရှင်းပြခဲ့တာလေပြောပြခဲ့ပြီးသွားပြီเนาะကလေးတို့ပြောပြခဲ့ပြီးသွားပြီအဲ့ဒါဆိုတော့ဒီမှာတော့ပြန်မတွေ့ပြတော့ဘူး sequence series နဲ့ပေါင်းလို့ရတယ်ပေါ့เนาะเนาะဒါက first term က1 နော် last term က3 power n minus 1အဲ့ဒါကနေ a plus n နဲ့သုံးသွားမှာ n by 2 into a plus l နဲ့ပေါင်းရင်ဘာပဲရမှာလဲအဖြေက1ပဲရမှာဖြစ်တယ်။ဒါကြောင့်မလို့ဒီချက်အရှိနဲ့အနောက်နဲ့တူနေတဲ့အတွက်1လို့တန်းယူလိုက်ပါမယ်။ပြီးရင် right hand side ကိုရှင်းပါမယ်။အဲ့တော့ right hand side ရှင်းရင်တော့ကနန်းထည့်ပြမှာဖြစ်တဲ့အတွက်3 power n minus 1 by 2မလားအဲ့တော့3က power 1ဆို3ပဲ3 minus 1ဆို2ဆိုတော့2 by 2ဆိုတော့အဖြေ1ရတယ်ဒါဆို teacher တို့ရဲ့ left hand side ရဲ့ right hand side ရဲ့ဟာဘာဖြစ်သွားပြီလဲတူသွားပြီပေါ့နော် left side နဲ့ right side တူသွားပြီဒါဆိုရင်ဘာမှန်သွားပြီလဲ p ရဲ့အဲ့နေရာမှာ1မှန်သွားတာဖြစ်တဲ့အတွက် the statement is true for n equal 1လို့ရေးလို့ရတယ်လို့ p and it B B1 is true လို့ရေးလဲရတယ်။၃မျိုးရေးလို့ရပါတယ်လို့ပြောခဲ့ပြီးသားဖြစ်တဲ့အတွက်ကြိုက်တယ်လို့ရေးပါ။ဒါကြောင့်ဒီချက်က therefore B1 is true နော်အဲ့လိုရေးလိုက်မယ်။ B1 is true သို့မဟုတ် the statement is true for n equal to 1ကြိုက်တယ်လို့ရေးနော်အဲ့တော့ b1 is true တခုပဲရေးပြတော့မယ်ဒီချက်၃မျိုးလုံးမရေးပြတော့နော်အဲ့အဲ့ဒါရပြီဆိုရင် b1 မှန်ပြီဆိုရင် pk မှန်ကြောင် ရလို့ပြောတဲ့အဲ sorry PK မှန်ချောင်းယူစလို့ပြောတဲ့အတွက်အဲနေရာလေးတွေမှာပါထဲမလဲခီထဲမယ်ဒါကြောင့်1 3 3 square and so on 3 power k minus 1ဖြစ်သွားမှာเนาะအဲအဲ့ဒါလေးကိုဒီချက်နောက်တစ်မျက်နှာမှာရေးပါမယ် assume เนาะ assume that assume that the statement is true for n equal to k လို့ရေးလဲရသလို assume that pk is true လို့ရေးလဲရတယ်เนาะစိုက်သလိုရေးเนาะ assume that ဒီ pk နေရာဒီ pn ဆိုတာ statement မှလာ the statement is true for n equal to k အဲ့လိုရေးလို့ရတယ်เนาะအဲ့ဆိုတော့ assume that pk is true PK မှန်သွားပြီ PK မှန်တယ်လို့ယူဆမယ်ယူဆပြီးရင်တချို့တို့ကသူဒီပါလဲခေထဲတာလေးကိုရေးပြရမှာဖြစ်တဲ့အတွက် that is လို့ရေးတယ်နော်၎င်းဒီလို့ပြောတာ IE လို့ရေးတယ် I.E လို့ရေးတယ်ဆိုတော့ခုနအတိုင်း1 plus နော်3 plus 3 square plus and so on plus k အနေနဲ့မှာ k ထဲမှာဆိုတော့3 power k minus 1ဒါဆိုဟိုဘက်ကိုလည်း n နေရာမှာ k ထဲမှာဆိုတော့3 power n ဆိုတော့3 power k minus 1 by 2ဖြစ်သွားမယ်ဒါကမှန်တယ်လို့ယူဆပြီးပြီဖြစ်တဲ့အတွက်ဒါမှန်ပြီးပြီမှန်ပြီးပြီဆိုတဲ့အတွက်ဒီရှင်တို့ကဒီဘက်အချမ်းရဲ့ကဏ္ဍနေရာမှာနော်အနောက်ကဒီအဖြေလေးကိုဘာလို့လို့ရပြီလဲယူသုံးလို့ရတယ်လို့သိထားရမှာနော်ရှင်းပေးစရာမလိုဘူးတခါနောက်တစ်ခုကတရှင်တို့က PK မှန်တယ်လို့ယူဆပြီး K+ ဆိုမှန်ကြောင်းပြမှာကိုကပြရမှာဖြစ်တဲ့အတွက် we will show that เนาะ we will show that တက်တည်ပြမယ်လို့ပြောလိုက်တာเนาะ we will show that ဘာမှန်ကြောင်းပြမှာလဲ p အနေရာမှာ k+1 မှန်ကြောင်းပြမှာဖြစ်တဲ့အတွက် b k+1 is true ဒါမှမဟုတ် the statement is true for n equal to k plus 1 နော်ကဲအဲ့ဒါဆိုရင် pk+1 ဆိုတာဘာလဲလို့သိကြရင်ဒီချက်တို့ရဲ့ dn ရှိတဲ့နေရာတွေမှာဘာလာထဲမှာလဲ k+1 လာထဲမှာအဲ့ဒါဆိုရင်အဲ့ဒါညီချောင်းပြရမှာ ဖြစ်တဲ့အတွက်ဒီချက်ကတော့ to show that မလို့ to proof နဲ့ proof ဆိုပြီးဆက်တွက်သွားမှာဖြစ်တယ်။ဒါဆိုရင်ဒီချက်တို့ that is လို့မရေးတော့ဘူး to proof ပေါ့ပြရမယ့်အချက်ဒီလို့ရေးလိုက်မယ်နော်။ပြရမယ့်အချက်ဒီ1ရယ် 3ရယ်3 square ရယ် and so on ပေါင်းမယ်3 power အဲ့နေရာလေးမှာဗာပြောင်းသွားမလဲ k k အဆင့်ကိုအရင်လာလိုက်အောင်နော် k 1အထိလာမယ် p မှ k b မှ k 1လာမှာနော်တဘောပေါက်လားဒါဆို pk ထဲ bb k k ထဲ b မှာ k+1 လာမှာဆိုတော့ k နေရာလေးမှာ k+1 အနောက်မှာ -1 အဲ့ ပြီးရင် equal to ဟိုဘက်ကကြတော့3 power k နေရာမှာ k plus 1 minus 1 by 2ပေါ့ဒါကတစ်ချက်လို့ညီချောင်းပြရမှာအဲ့တော့သူ့ကိုညီချောင်းပြမယ်ဆိုဒါက left hand side ဒီဘက်က right hand side ဒါဆိုဒီဘက်အဖြေထွက်ရမယ်ပေါ့ဒီဘက်ချမ်းကိုရှင်းမှာ နော်အဲ့ဒီဖက်ချမ်းကိုရှင်းဖို့အတွက်တစ်ချက်က to proof ဖြစ်တဲ့အတွက်သက်တည်ပြပြီးလို့ရေးမှာဖြစ်တဲ့အတွက် b r o o f proof လို့ရေးလိုက်မယ် left hand side လေးပြန်ကူးမယ်1 3 3 2 and so on plus key ထည့်ထားတာရေးမယ်3 power k 1 plus နောက်ကရှင်းလိုက်မယ် +1 minus 1ဆိုတော့ကြည်သွားတယ်ဆိုတော့ပါကြံလဲ3 power ခေကြံတယ်အဲ့တော့ဒီဘက်ခြမ်းလေးကိုဒီချက်ရှင်းလိုက်ရင်အခုညာဘက်ခြမ်းအဖြစ်ရရမယ်ပေါ့နော်အဲ့ဒါဆိုရင်သူ့ဒီချက်ဆက်ရှင်းမှဖြစ်တဲ့အတွက်ဒီကနေဒီအထိဒီအပေါ်က pk ရဲ့အဖြစ်နဲ့မတူဘူးလားနော် pk ရေးခဲ့တဲ့ယူဆချက်ဒီဟာလေး ਨੇ ဘာဖြစ်လဲတူတယ်ဆိုတော့သူ့ရဲ့အဖြစ်ကိုဒီအနီဝိုင်းထားတာလားအစားသွင်းလို့ ရမယ်ပေါ့နော်အဲ့ဒါလအစားသွင်းမယ်ဆိုတော့3 power k -1 min 2အနောက်မှာဂျန်တာလေးကဒါလေးဂျန်နေဆိုတော့ဒါလေးပြန်ကူ3 power k အဲ့တော့ဒါကိုရှင်းရင်ဒီချက်တို့ရဲ့ d အဖြေထွက်ရမယ်ဒါဘာလို့ရမလဲဆို အပိုင်းကိန်းမြင်တဲ့အတွက်ဘိုင်းခြေညှိနော်ပိုင်းခြေညှိဆိုရင်2နဲ့သွားညှိလိုက်မှာဖြစ်တဲ့အတွက်3 power k -1 နည်းနည်းမြောင်းမှာဖြစ်တဲ့အတွက် do into 3 power k လို့ရမယ်အောက်မှာ by do ဖြစ်သွားမယ်နော်3 power k အောက်မှာက by do ဒါဆိုရင်ဒီခြေရောကဒီ3 power k နဲ့ဒါနဲ့ကိုပေါင်းမှာ ပေါင်းမှာဆိုတော့3 power k plus 2 into 3 power k အဲ့ဒါဘယ်လိုမြင်ရမလဲဆိုတော့ x plus 2 x ဆိုတဲ့ပုံစံမြင်ရမယ်ဒါလေးက x နေရာမှာရှိတဲ့ပုံစံဒါဆိုရင် 2x နဲ့ 2x နဲ့ပေါင်းရင်ဘာရလဲ 3x ရတယ်မဟုတ်လားဒီရှေ့အမြောက်ပေါ်ဂိမ်1နဲ့ဒီက2နဲ့ပေါင်းလိုက်တာဒီချက်တော့က 3x ရတယ်ဒါဆိုဒီမှာက 3 power k နဲ့2 into 3 power k ပေါင်းရင်ဒီကမြောက်ဖို့ gain 1နဲ့ပေါင်းလိုက်တော့3 into 3 power k ရတယ်။နားလည်လား။ဆိုတော့3 into 3ပါဝါခေရတဲ့အနောက်မှာဒီမှာဗာလေးကြံသေးလေ -1 ကြံသေးတယ် by 2ပေါ့နော်ဒါဆိုရင်ဒီရှိက3 3ဒီအခြေက base က3ဒီရှိကမှာပါဝါက1အခြေတူတာမြောက်ရင်ထန်ညွန်းခြင်းပေါင်းဖြစ်တဲ့အတွက်1နဲ့ key နဲ့ပေါင်းတော့ key +1 ဒါဆိုတော့3 power k +1 minus 1 by 2ဖြစ်တဲ့အတွက်ဘာဖြစ်သွားပြီလဲဒီကပေးထားတဲ့ ပု္ပ္ပာရဲ့ညာဘက်ခြမ်းနဲ့ညီသွားပြီဒါကြောင့်မလို့ equal to r h s နော်ညီသွားပြီဖြစ်တဲ့အတွက်တချို့လိုမလုပ်ရမလဲ the statement is နော်မှန်သွားပြီလို့ရေးမှာမလားဒါဆိုရင် p ဘာလို့မှန်သွားရလဲ k 1ထဲတာမှန်တဲ့အတွက်တချို့တော့အတူပဲရေးလိုက်တော့မယ် p k 1 is true ပေါ့နော် p k 1 is true to mahal the statement is true for k, n equal to k plus 1 နော်ကြိုက်တယ်လို့ရေးဒါရေးပြီးရင် principle of mathematical intention ကိုမှန်သွားတာဖြစ်တဲ့အတွက် the principle of mathematical intention the statement is true for all natural number n ပေါ့နော် n အလုံးအတွက်ဒီအဖြေမှန်သွားပြီဆိုပြီးတော့ therefore နဲ့ရေးပြီးလိုက်ရပြီလားကြည့်အဲ့ဒါဆိုရင်ဒီစရုပ်နံပါတ် a လေးပြီးသွားပြီเนาะနံပါတ် a ပြီးသွားပြီဆို b လေးစက်ကြည့်ရအောင်